ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နောက်ဆုံးတော့ထမတို့ရဲ့ Federal စနစ်အစိုးရကြီးပြန်ထွက်လာတော့မြင်တယ်ပြောပြပါဦးရေပေါ်ရှာလေး မင်္ဂလာပါရှင်အခုကြောင်ရံနယ်ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ထူးခြားတဲ့စစ်စင်ရေးကြီးတွေစတင်နေပါပြီဆိုတော့ကင်ပင်းနယ်စခွေလူမျိုးရေးစခွေကင်းစင်ရေးအတွက် ခင်းလက်နက်ကန်အဖွဲ့စည်းတွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးကြီးအကြောင်းကျွန်တော်မိဘတွေကြားရမှာဖြစ်တယ်နောက်ထပ်ဒင်းတစ်ခုကအမေရိကန်ဟာကျွန်တော်တို့အရကတတော် AA နဲ့ချင်းတပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ကူညီပေးသွားမယ်ဆိုတဲ့သတင်းတွေနဲ့ဒါအိန္ဒိယကထုတ်ပြန်ကြေညာချက်တွေအိန္ဒိယရဲ့သတင်းစာတွေမှာဒါဖော်ပြချက်တွေ ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြပေးပါမယ်နောက်ဆုံးမှာတော့အသွင်ကူးပြောင်းရေးကာလမှာကျွန်တော်တို့ Federal အစိုးရပေါ်ထွက်လာပါတော့မယ်ဆိုတဲ့အကြောင်းတွေကိုတင်ပြပေးတော့ပါပါဒါကြကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတအူးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်မိဘပြည်သူတွေညီကိုမောင်မတော်ကရင်ထိုးစစ်ဒီစတင်လိုက်ပါပြီ ဒီနေ့ကျွန်တော်သတိမပြောခင်တည်းကဒါအကင်ပြင်းနဲ့အတွင်းထဲမှာရှိတဲ့မိဘပြည်သူတွေကိုတော့ဒါကျွန်တော်တင်ပြီးတော့ကျွန်တော်အတိပေးအကြောင်းချတာတာတွေရှိပါတယ်ဆိုတော့ဒီကနေ့မှာတော့ကိန်းစည်အချစ်အနွေကိုကျွန်တော်တို့အတူတူလေ့လာသုံးသပ်ကြည့်ရမှာဖြစ်တယ်လက်ရှိအချိန်မှာအချမဖက်စစ်ခွေးတက်ဟာဒီမိနဲ့တခုလုံးလို့ပြောလို့ရလောက်အောင်ကိုနေရာမလက်ဘုံကျဲတိုက်ခိုက်မှုတွေ ပြီးတော့လက်နက်ကြီးပစ်ခတ်မှုတွေအပြည့်ရေချောင်းကပါပစ်ခတ်နေတဲ့တည်င်းတွေနေ့စဉ်ရက်ဆက်ကြားနေရသလိုနေရာတိုင်းနေရာတိုင်းကိုဘုံမိုးထွေရွာသွန်းနေပါလေဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ကရင်စစ်ရေးအခြေအနေတွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြော့ကရင်တော်လှန်သောတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့အခုစစ်စင်ရေးကြီး ဘယ်အထိရောက်ပြီလဲကျွန်တော်တို့ concrete zone ကျုံတော် zone ဖန် zone ဖပွန် zone လှိုင်ပွဲ zone ဖျားသုံးစု zone မြောက်ရီ zone ကျိုင်းစိတ်ကြီး zone အဲ့ဒီ zone တွေတစ်ခုချင်းတစ်ခုချင်းစီကိုကျွန်တော်တို့ကြပြိုင်နှစ်ထဲစစ်စီရေလှုပ်ဆောင်နေတာဆိုတော့ရှေ့ပထမအပိုင်းပေါ့ဗျာပထမအပိုင်းမှာတော့ကျွန်တော်ကင်းလက်နက်ကင်ဖွဲ့စည်းနေပတ်သက်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေအားမလို့အားမရအားရှိကြတာတွေရှိတယ်ဆိုတော့ပြီးတော့ဒါကင်တွေနဲ့ပတ်သက်ပြီးတော့ဒါအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ပြည်သူတွေအများရန်စောင့်ကြည့်နေကြတယ်အများရန်ဒါကင်တွေတဖွဲ့တည်းဖြစ်ဖို့အတွက်ကျွန်တော်ပြည်သူတွေကပဲအတန်တွေထပ်ပေးနေတာကိုကျွန်တော်တို့ကြားနေရတယ်ဟုတ်ပြီအဲ့ဒီရဲ့ရလက်ခုကအခုချိန်မှာတော့ဖာပွန်စုံကိုကျွန်တော်တို့ တင်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့80ရာခိုင်နှုန်းအထိတိုက်ခိုက် သိမ်းပိုက်ပြီးပါပြီကွန်ကရစ်ဆုံးမှလည်းပဲအကြမ်းဖက်စစ်ခွေးတက်စခန်းမှများခြေချထားတဲ့နေရာအကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီး80ရာခိုင်နှုန်းအထိ အောင်မြင်မှုရရှိနေပါတယ်လိုင်ပွဲဇုံမှာလဲတဲ့40ရာခိုင်နှုန်းအထိရှိပြီးတော့ကျွန်တော်ကြိုင်းစိတ်ကြီးဇုံအဲ့ဒီမှာရှိတဲ့ကျွန်တော်ပတ်စစ်ခွေးတက်စခန်းတွေအကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အခြေအနေရ80ရာခိုင်နှုန်းအထိအောင်မြင်မှုရရှိထားတဲ့မြောက်ရီဇုံနဲ့ပတ်သက်ပြီးတော့80ရာခိုင်နှုန်းအထိကျွန်တော်တို့ကင်းလက်နက်ကိုင်ဖွဲ့စည်းအသီးသီးနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့အခြေအနေအတူဖျားသုံးစုဘက်မှလည်းပဲ60ရာခိုင်နှုံးကျော်အထိကျွန်တော်နေရာယူစုံမထားနိုင်ပြီဖြစ်တဲ့တုံတို့စုံမှလက်ရှိ အခြေအနေရပြင်းထန်တဲ့စစ်စင်ရေးတွေအတွင်းမှာပဲ50ရာခိုင်နှုံးကျော်အထိကျွန်တော်တို့ထိန်းချုပ်တိုက်ခိုက်တိမ့်ပိုက်ထားနိုင်ပါတယ် ဆိုတော့ကျုံတို့မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်တွေမှန်တယ်များအကုန်လုံးမှုတ်ကြိတ်ခံရမယ်လို့ပဲကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီစကွေးကင်းစင်နေမြေတွေပြီးတော့စကွေးအာနာဇက်လုံးဝကိုတက်ရောက်မှုရှိတဲ့နေမြေအဖြစ်ကိုအပြိုင်နဲ့ထဲတစ်ခုဝေးတစ်ခုအချိန်ထဲမှာပဲစစ်မကြင်ညာပဲနဲ့တိုက်ခိုက်နေတဲ့ အခုကိန်းပြင်းနဲ့အတွင်းထဲကတိုက်ပွဲဟာပို့ပြီးတော့ပြင်းထန်လာဖို့ရှိနေပါတယ်အဲ့လိုမျိုးကျွန်တော်တို့ဒါဖန်စုံထဲမှာခြေကုပ်ယူလာတဲ့အကြမ်းဖက်စစ်ခွေးတက်တွေပြီးတော့သူတို့အားထားတဲ့အဲ့ဒီဖအံအဲ့ဒီနေရာထိကိုလည်းစစ်မီးကူးဆက်လာဖို့ရှိနေပါတယ်မမျောလင့်ပဲနဲ့ခုလိုမျိုးကရင်လက်နက်ကန်အဖွဲ့အစည်းအသီးသီးရဲ့စစ်စင်ရေးနေရာစုံက တော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေငကိုခဲကအင်အားတာဂျာထောင်ချီတောင်းဒီကင်းကန်းတွေဖွဲ့စည်းထားတဲ့တောင်ပိုင်းရဲ့ကရင်စစ်စီရေးစာနာပါမယ်ဆက်ဒီချိန်မှာဟိုဘက်ကကကကောင်တွေကလာရှုံနဲ့ပတ်သက်ပြီးတော့ဂုံစာနေကြတာကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့သိပါတယ်လာရှုံမြို့တဲကို တနက်တစ်ချက်မဖောက်ရပဲနဲ့သူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေဝင်သွားရတယ်ပေါ့ဟုတ်ကဲ့ပါဒါကလာရှုပ်ကိစ္စပါဆိုအီအာအိုနေကြီးတွေကိုအီအာအိုတိုင်းရင်းသားတစ်ဖွဲ့ဝင်တွေစီမံခန့်ခွဲရမှာ ဖြစ်ပြီးတော့ကျွန်တော်တို့တိုင်းဒေသကြီးတွေကိုကျွန်တော်တို့ကာကွယ်သောတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေက တာဝန်ယူထားကြပါတယ်လို့လည်းထုတ်ပြန်ကြညာချက်ရှိထားပါတယ်ဆိုတော့အရာအိုနေမြေအတွင်းမှာတိုင်းရင်းသားဒါတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာလက်ရှိအချိန်တွေမှာကျွန်တော်တို့ဒါအတယောက်ရဖိအားပေါ်တော်၎င်းမို့ဗျာဘလို့အချိန်မျိုးမဲ့ဖြစ်ဖြစ်ဒါ ERO တွေရဲ့ဒါသူတို့ရဲ့ပေါ်တော့ရှင်မတို့နောက်ဆုတ်ပုံစံတွေဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမဟုတ်ပါဘူးဆိုတော့တပတ်မှာဂုံစာနေတဲ့ တနက်တစ်ချက်ဖောက်ရပဲနဲ့လာရှိုးမျိုးဒဲကိုသူတွေအုပ်ချုပ်ရေးအဖွဲ့တွေ MNDA ဝအဖွဲ့ဝင်တွေရဲ့လုံခြုံရေးလိုက်ပါဆောင်ရွက်မှုနဲ့ဝင်သွားတယ်ဆိုတဲ့ video file တွေနဲ့တစ်ဖက် lobby ကောင်တွေတစ်ဖက်စစ်ဘောကိုမနေတဲ့ကောင်တွေအာရဝမ်းသာဒါသူတို့ကဒီလိုမျိုးကိစ္စလေးတွေအတွက်သူတို့ကဘွားကြီးသူတို့ကဒါကတကယ်ကိုအာကြွားစရာဝါစရာကြီးလို့ပြောဒီလိုအချိန်ဒီလိုရှိနေတဲ့အချိန်မှာကျွန်တော်တို့ခရင် တော်လှန်ရေးမထင်မှတ်ဖဲနဲ့ပေါင်းစည်းသွားတယ်မထင်မှတ်ဖဲနဲ့ထူးစစ်ကြီးစလိုက်တယ်နိုင်ငံတော်အစ်စ်မှာဆိုရအောင်စရာစစ်ကြောင်းနဲ့ရှင်တိုးတာနောက်ဆုတ်တာနဲ့ရှိရှိသမျှဒါအပတ်စဉ်တက်ကနေပြီးအပတ်စဉ်ရှစ်လောက်ထက်ကြီးတည်တဲ့ကောင်ကတည်ကြည်တဲ့ကောင်ကကြည်ပြည့်တဲ့ကောင်ကပြည့်အမြီပြောက်တဲ့ကောင်က အမြီပြောက်ဖြစ်နေတဲ့အချိန်အထိ ကရင်တွေအေးစစ်စစ်ပဲနေနေကြတယ်လို့ဒါတော်တော်များများကပြောဆိုတုံ့တက်ခဲ့တာတွေရှိပါတယ်ဆရောကျောင်းတော်လန်ရေးမှာကရင်အခန်းကဏ္ဍ KNU အခန်းကဏ္ဍတုံ့ဆော်အရေးကြီးပါတယ်ဒီတော်လန်ရဲ့အစောဆုံးသောလက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်လို့လက်ရှိခေဆဆက်ဒါညို့စုံနဲ့တတ်ရှုတွေးခွဲခေဆဆက်ရုပ်မှာခဲ့တဲ့ ကျွန်တော်တို့ရဲ့လက်ရှိယန်သူကျွန်တော်တို့ရဲ့အာနာကို လူယူထားတဲ့အာနာယူအုပ်စုအကြောင်းကိုလည်းကရင်တွေကောင်းကောင်းသိတယ်ဒီချိန်မှာတော့ KNU ဥဆောင်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတရင်တပ်ဖွဲ့စစ်ကြောင်းအသီးသီးပူပေါင်းလှုပ်ဆောင်နေကြပါတယ်ဆိုတော့ကရင်တွေပြောပါတယ် ကရင်ချင်းချင်းသူတို့တွေမတိုက်ချင်းဘူးကရင်ချင်းချင်းတိုက်နေတရွေ့အဲ့ဒီကာလာပတ်လို့သူတို့ရဲ့ရန်သူကိုသူတို့တိုက်လို့ရမှာမဟုတ်ဘူးဒါကြောင့်သူတို့ချင်းချင်းမတိုက်ဖို့ကိုသူတို့တွေဒါဂရိကုတ်တွေသဘောတူညီချက်တွေယူထားကြတယ်ကရင်ဆိုတဲ့ခေါင်းစဉ်အောက်မှာတကုတ်ပဲရှိပါတယ်ဒါကိုလည်းကရင်တွေကောင်းကောင်းသိပါတယ် ျွန်တော်ဒါနဲ့ဆက်ဆက်ပြီးတော့လက်ရှိအချိန်မှာဒါဖန်ဆုံကျုံတို့ပဝင်းချင်းမှာနေထိုင်နေကြတဲ့ပြီးတော့ကွန်ကရစ်ဒါဖာပွန်ဆိုင်ပွဲဂျိုင်းစိတ်ကြီးမြောက်ဦးတို့ဖျား သုံးစုစတဲ့နေရာတွေမှာနေထိုင်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေစစ်ဘေးရှောင်မှုပြင်ဆင်ထားဖို့အရေးကြီးပါတယ် ဟုတ်ပြီအဓိကအဖြစ်ကတော့ဘယ်အချိန်မှဘလို့အခြေအနေတွေဖြစ်ပေါ်လာမလဲဆိုတာကိုကြိုတင်ပြီးတော့ဒါမသိနိုင်တဲ့အတွက်တကူစာဒါမှမဟုတ်တမိသားစုစာစာနိုင်ရိတ်ခါကြောက်ပြီးပြင်ဆင်ထားပါပြီးတော့စေဝါထွေပါတပါရဲရှာဖွေထားဖို့အရေးကြီးပါတယ်လက်ရှိအချိန်မှလည်းကျွန်တော်တို့ဒါတိုက်ပွဲအတွင်းထဲမှာပဲကျွန်မဖက်စစ်ခွေးတက်ဟာ ဝေဟင်ညီပင်ဂျီပင်ကပါဂျဲဆက်ဘုံကျဲပြီးတော့ကျွန်တော်ရသပြည်သူတွေကိုတက်ဖြတ်နေတယ်အခုနိုင်ငံပင်းထဲမှာ တိုက်ပွဲပေါ်ဆောင်နေတဲ့စစ်ရေးထဲမှာအခုကရင်ပြည်နယ်အတွင်းထဲကျွန်တော်တို့တောင်ပိုင်းရဲ့စစ်မြေပြင်မှာအကြမ်းဆုံးဖြစ်နေပါဘူးသူချင်းသူရှိပါတယ်ဒါကိုလည်းကျွန်တော်တို့ဒါလက်ခံပြီးဖို့လဲရိုးပါတယ် ဆိုတော့လက်ရှိတောင်ပိုင်းကျွန်တော်တို့တွင်ထဲမှာရှိတဲ့ကျွန်တော်ရဲဘော်ရဲဘက်တွင်နဲ့ကျွန်တော်ပြည်သူအတွက်ဒါအရေးပေါ်ကယ်ဆယ်ရေးဒါလုပ်ငန်းတွေပြီးတော့အရေးပေါ်စေဝါကုသမှုတွေပြီးတော့အရေးပေါ်ရိခါတွေအတွက်ကျွန်တော်တိုးစော်ခဲ့ပြီးဖြစ်ပါတယ်ဒါဟာကိတော်လှန်ရေးအစာဖို့ပေါ့ကိတော်လှန်ရေးဘေးနေနေတွင်ထဲမှာရှိတဲ့အမှဖက်စစ်ခွေးတက်ကင်းစင်ဖို့အဆုံးတတ်မယ် တိုက်ပွဲကြီးဖြစ်ပါတယ်ဆိုတော့ဒီတိုက်ပွဲကြီးမှာမပူပေါင်းတဲ့မိသည့်အကြံဘက်ဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့မိသည့်တပ်ဖွဲ့ဝင်ဆိုကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကရှင်းလင်းသွားမှာဖြစ်တယ်ကျွန်တော်ပြောပြသကျွန်တော်တို့မှာစစ်ရေးကြီးမန်းချက်ခိုင်ခိုင်မာမာချမှတ်ပြီးဖြစ်တယ်ဆိုတော့ဘလို့အချိန်နေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာစစ်ဆောင်တဲ့နေရာမှာ ကျွန်တော်ပြည်သူတွေအဆုလိုက်အပြုံလိုက်မနေဖို့အရေးကြီးတယ်။ဆိုတော့လက်ရှိအချိန်မှာဘုန်းကြီးเจ้าမှာနေလို့လဲမလုံခြုံဘူး၊ဘုရားเจ้าမှာနေလို့လဲမလုံခြုံဘူးဆိုတာကိုလည်းအချိန်မှာကျွန်တော်ဖတ်စစ်ခွေးတက်ဟာဒါဘုန်းကြီးเจ้าနေစာသင်เจ้าနေဘုရားเจ้าတွေကိုဘုံကျဲခဲ့တာကိုလည်းကျွန်တော်တွေ့ရှိခဲ့ပြီးဖြစ်တယ်။ဟုတ်ပြီအချင်းချင်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါစပေးရှောင်ဖို့နဲ့ပြီးတော့မိမိတို့စပေးရှောင်မဲ့နေရာကို ကဲအန်ယူတပွဲဝင်တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်စေလိုပါတယ်။ဒါဆိုရင်တော့ဂျိုင်းကွင်ကျွန်တော်ကွင်နဲ့ကျွန်ရင်စစ်ဆောင်မှုပြုကြဖို့ပြီးတော့လက်ရှိကျွန်တော်ပြောပြခဲ့တဲ့ဒါကွန်ကရစ်ကြုံတို့ဖအံဖပွန်လှိုင်ပွဲဖျားသုံးစုမြော်ရီကျိုင်းစိတ်ကြီးအဲ့ဒီတောင်းစုချင်းအဲ့ဒီဇုံတွေနဲ့ဆက်ဆက်နေတဲ့ခြေရွာတွေဆစ်ဆောင်မှုအမြန်ဆုံး အရေးကြီးနေပြီလို့ကျွန်တော်ဒီကနေပြီးတော့အတိပေးလို့တယ်ကျွန်တော်ရဲ့ Telegram မိသားစုမှာဒါကင်ပင်းနဲ့ပတ်သက်ပြီးတော့စီးသတင်းတွေအများကြီးမေးနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေနေပြည်တော်အခြေအနေကိုပို့ပြီးတော့နားလည်သဘောပေါက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့စစ်ဆောင်တဲ့နေရာမှာမိတို့ရဲ့အကိုအစာစောင်းဒါအစာဝတ်နေစာအစာတောက်နေအဝတ်အစားတွေအပြင်စေဝါပြီးတော့လက်နေဓာတ်ပြီးစသည်အားဖြင့်ကိုယ်နဲ့မကွာရှိဖို့ ရေးကြည့်ပါတယ်ဒါတောင်ပိုင်းနဲ့ပတ်သက်တဲ့အစေးလှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ဒါနေဆက်ဒေတာမှာရှိတဲ့ကျွန်တော်တို့ပေါ့နော်အထိုင်းနိုင်ငံရောက်တည်သူတွေကလည်းပဲအမြဲတမ်းဒါကူညီထောက်ပံ့ဝန်းရံနေတာကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့လက်ရှိချိန်တွင်ကြီးရတော့ဖာအန်အတီစင်ဒီကကူလာနိုင်တဲ့အခြေအနေတွေ ရှိနိုင်တယ်လို့ပဲကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ဖို့အရေးကြီးပါတယ်စစ်ရှုံးကောင်စီအဲ့ဒီကောင်တွေခွေးယူးတွေဟာတကယ်လို့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အဲ့ဒီမျိုးတွေနဲ့အဲ့ဒီနေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်ကတေချာပေါက်ဘုံကျဲဖြက်စီးမှဖြစ်တယ်ဒါကသူတို့လုပ်နေတဲ့ပုံစံမှာဆိုတော့ဒီပျက်စီးဒဏ်ကိုလည်းပဲကျွန်တော်တို့ပြည်သူတွေ ခံရမှာဖြစ်တယ်။ဒါပေမဲ့ဒါတွေအကုန်လုံးကတကင်နာပါ။တစ်ချိန်မှာကင်းပြင်းနဲ့လွမြောက်နေမြီမှသည်လွမြောက်တော့ပြင်းနေပြီးတော့ကရင်ကန်ဂျမာကိုကရင်ဖန်တီးခွင့်ရတဲ့အချိန်မှာကရင်ပြင်းနေဟာလဲမြန်မာနိုင်ငံရဲ့စီးပွားရေးအရန်ကောင်းတဲ့ပြင်းနေတစ်ခုဆိုတာကကရင်တွေအလုံးသိပါတယ်ဆိုတော့ခွေယူကတော့မဲမဲမြာ ကြက်ကြမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တက်နိုင်ဆုံးဒါစပေးတွေကြိုတင်ပြီးတော့ရှောင်းနိုင်ဖို့ ਨੇ နေမီကျွမ်းကျင်တဲ့သူတွေ ਨੇ ပူးပေါင်းပြီးတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ကအထူးမြတ်တာရက်ခံခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာအရှမ်းကိုဒါစစ်ဝင်စားပွဲတရင်ကူတက်လာပါတယ်အဲ့ဒါကတော့အိန္ဒိယသတင်းစာကထွက်ပေါ်လာတာပါအမေရိကန်က AA နဲ့ချင်းဖွဲ့တွေကို ထောက်ပံ့တွေပေးဖို့အမေရိကန်ပစိဖိတ်ရေတပ်စီးရင်ဒုတိယအကြီးကဲဒုတိယဗိုလ်ချုပ်ကြီးအဖွဲ့ဟာဘင်္ဂလားစ်ဒေ့မှာပြီးခဲ့တဲ့လကဆွေးနွေးခဲ့ပြီးနောက်ဆက်တွဲထွက်ပေါ်လာတဲ့သတင်းတွေပါအဲ့ဒီမှာအမေရိကန်နိုင်ငံသားကြီးလက်ထောက်ဝင်ကြီးနှစ်ဦးထပ်ပြီးတော့ရောက်လာပြီးတော့အသေးစိတ်ဆွေးနွေးရာကနေဒီသတင်းတွေထွက်ပေါ်နေခြင်းဖြစ်ပါတယ်ရန်ကုန်ကအမေရိကန်တန်ယုံတာဝန်ခံ တို့ပါပါကျွန်တော်တို့ဒါဘင်္ဂလားဒေ့ရောက်ရှိနေပြီးတော့ရိန်ဂျာတွေနေရပြန်ရေးတာမကကျွန်တော်တို့မြန်မာတိုက်ခံတွေကိုကျွန်တော်တို့အကူအညီပေးဖို့နဲ့ဒုံထောက်ပံ့ရေးနိုင်ငံရေးကိစ္စတွေဆွေးနွေးနေတယ်လို့ကျွန်တော်တို့သိထားရပါတယ်။ကြောက်ပြူမှာတရုတ်ကျေးစားလုံခြုံရေးတပ်တွေပေါ်ပေါ်ထင်ထင်ဝင်ရောက်လာတာကိုအကြောင်းပြုပြီးတော့အမေရိကန်ကလည်းဘာမှအဲ့ကိုအခုလိုမျိုးတိုးချဲ့လှုပ်ဆောင်နေတယ်လှုပ်ဆောင်ခဲ့တယ်လို့အချက်လက်တွေက ဖော်ပြပါတယ် ကော်ပစားလေရင်ကွင်းကိုဒရုန်းနဲ့ထောက်ပံ့ရေးတွေအသုံးပြုဖို့ဖွင့်ပေးထားမှာဖြစ်ပြီးတော့ဒီထောက်ပို့လုပ်ငန်းတွေကိုဘင်္ဂလားဒေ့ရှ်တိုင်းစစ်ဌာန၃ခုကနေပြီးတော့ကူညီဆောင်ရွက်ပေးသွားမယ်လို့သိထားရပါတယ်။ရခိုင်နဲ့ချင်းဒေသတွေမှာရှိတဲ့လက်ရှိတော်လန်ရေးအဖွဲ့ဝင်တွေကိုပြပြဝဝဒါထိန်းချုပ်သွားနိုင်တဲ့အချိန်မှာစကိုင်းတိုင်းကျွန်တော်တို့ဒါ နောက်ပိုင်းဒေတာတွေကို NUG တပ်ဖွဲ့ဝင်တွေကောင်းမွန်ဆုံးထိန်းချုပ်နိုင်ဖို့စီစဉ်ဆောင်ရွက်မယ်အလားအလာတွေကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်ပြောချင်တာကတော့ရခိုင်ကျွန်တော်တို့ဒါချင်းဒေတာတွေမှာလုံမြောက်နေပြည်ပြဝဝပေါ်ဆောင်ပြီးတာနဲ့စကိုင်းတိုင်းထိကိုကျွန်တော်တို့စည်ရေးတွေထောက်ပံ့နိုင်ဖို့အတွက်စကိုင်းတိုင်းတစ်ခုလုံးနဲ့ကျွန်တော်အညာမြေပြတ်တစ်ခုလုံးပါ တိုင်းဒေသကြီးအလိုက်လုံမြောက်နိုင်ဖို့အတွက်ဖြစ်လာမဲ့အခြေအနေတွေလို့သူတို့ကသုံးသပ်ဖော်ပြထားပါတယ်။ဟုတ်ပြီ။ကချင်ပြည်နယ်နဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒါပင်လယ်ထွက်ပေါက်တွေလည်းကျွန်တော်တို့ရခိုင်နဲ့ဆက်ဆက်ပြီးတော့လည်းပင်လယ်ထွက်ပေါက်တွေရသွားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကချင်ရဲ့မြေရှားတတုတွေဟာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဘလို့ပုံစံမျိုးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်သွားမလဲဆိုတာကကျွန်တော်တို့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာဖြစ်တယ်ဒီကိစ္စရက်တွေသတင်းတွေထွက်ပေါ်လာတယ်ပြီးတော့ကျွန်တော်နိုင်ငံရေးလိလတုံးသက်သူတွေပြီးတော့ကျွန်တော်နိုင်ငံအရေးနဲ့ကျွန်တော်နေဆက်နိုင်ငံတွေရဲ့အရေးကိုပါလိလာနေတဲ့သူတွေရဲ့တင်ပြပြောဆိုချက်ပြီးတော့အိန္ဒိယသတင်းစာကအခုထွက်ပေါ်လာတဲ့သတင်းတွေအရာဒါဟာ တရုတ်နိုင်ငံကိုလွန်စွာအမျက်ထွက်မဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေသိမယ်ညှို့လိုက်ပါလေဒါဆိုရင်သူတို့ဟာကျွန်တော်နိုင်ငံကိုသူတို့လက်ညှိုးညှို့ရရေဖြစ်ဖို့သူတို့မောက်ချင်တိုင်းမောက်သူတို့လှမ်းချင်တိုင်းလှမ်းသူတို့ကြိုးဆွဲရကားတဲ့ဒါ အာနာရှင်စစ်အုပ်စုသူတို့နိုင်ငံကိုအုပ်ချုပ်နိုင်ဖို့ဒါသူတို့ရဲ့အာမာပြူအောင်အစီအမံတွေကိုလည်းတွေ့ရမှာဖြစ်တယ်ပြီးတော့တရုတ်နဲ့တိဆက်ထားတဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကိုလည်းညီညွတ်စုံနဲ့ဖိအားပေးပြီးတော့ကြိုးကင်ထားတယ်ဆိုတာကိုလည်းဒီနေ့လာရှိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချင်းချင်းရှားရှားတွေ့မြင်ရမှာဖြစ်တယ် ဟုတ်ပြီအခုလို့အမေရိကန်ကဘင်္ဂလားဒေ့နဲ့ပူးပေါင်းပြီးတော့ပြီးတော့ဘင်္ဂလားဒေ့ကတပ်တွေပါပါဝင်ပြီးတော့ကျွန်တော်တို့ဒရုန်းလုပ်ငန်းတွေပြီးတော့ဒရုန်းစစ်စင်ရေးတွေပါထောက်ပံ့ကူညီမှုတွေတည်င်းတွေကြားလိုက်တဲ့အချိန်မှာတရုတ်ရဲ့ဒေါသပိုပေါက်ွဲလာနိုင်ပါတယ်။ဒါဆိုရင် ပုံသေးရေးစစ်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံဟာစစ်တနေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတယ်လို့လဲသူတို့ရဲ့သုံးသက်ချက်တွေမှာဖော်ပြပြောဆိုနေတာကိုကျွန်တော်တွေ့နေရပါတယ်ဆိုတော့ကျွန်တော်ကတော့ရဲဘော်တယောက်လူငယ်တယောက်အနေနဲ့ပြောချင်တာကတော့ဒီချက်ပို့ပြီးတော့ကျွန်တော်တိုင်းပြည်ပိုနာဖို့ရှိပါသလား တရက်ပို့ပြီးတော့စိုးဝါးဆုတ်ပြက်စရာရှိပါလားကျွန်တော်ပြည်သူတွေနှိမ့်နဲ့ချီပြီးတော့အပြတ်ခံခဲ့ရကျွန်တော်ပြည်သူတွေဆင်းရဲမွဲတေခဲ့ရပြီးပါပြီကျွန်တော်ပြည်သူတွေခေါင်းစဉ်မဲ့ဖန်စီနှိမ့်ဆက်အတက်ပြတ်ခံခဲ့ရပြီးပြီလက်ရှိအချိန်ထိတဲ့နေ့စဉ်ဘုံကျဲတက်ပြတ်ခံနေရတဲ့အခြေအနေမှာ မေရိကန်ဘလို့ပုံစံမျိုးနဲ့ဝင်လာမှာလဲပြီးတော့တရုတ်ရဲ့ပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွပတ်မှုသူတို့ရဲ့တရုတ်နဲ့အမေရိကန်ရဲ့ဒါကုန်သွယ်ရေးစစ်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံဟာဒီချက်ပို့ပြီးတော့စစ်တလင်းဖြစ်ဖို့ဒီချက်ပို့ပြီးတော့တေကြီးပျက်စီးကြဖို့ ရက်ပို့ပြီးတော့စိုးဝါးစရာအကြောင်းကတော့မရှိတော့လက်ရှိအချိန်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တော်တော်များများဟာတော်လန်ရေးတိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းနှိုင်ဖို့ကြိုးစားပြီးတော့စစ်စစ်ရေးဖော်ဆောင်နေကြပါတယ်အနည်းဆက်ဆုံးကျွန်တော်တို့လက်ရှိပြီးရင်နေမြေတွင်းထဲမှာ စစ်စင်ရေးပြီးရင်ထိုးစစ်ကိုပူးပေါင်းလှုပ်ဆောင်နေတာကို ျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့အိန္ဒိယသတင်းစာကဒါဖော်ပြလာတဲ့အကြောင်းအရာတွေကိုကိုကပြီးတော့တင်ပြနေတဲ့အကြောင်းကျွန်တော်ကတော့လူငယ်လူပဲပြန်လဲတုံ့တက်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဘာမှကို view site မှာမဟုတ်တော့ဘူးလက်ရှိအကြမ်းဖက်စစ်ခွေးတက်အမြင့်ပြတ်ချိန်မုံပို့တာလေကျွန်တော်တို့ရဲ့အဓိကယူရချက်ဖြစ်ပါတယ်ဆိုတော့အဓိကကတော့ပြောချင်တာကတော့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေဟာစူးစီးဖို့လိုတယ်ပူးပေါင်းဖို့လိုတယ် ်အဘယ်အဖွဲ့ငါအဖွဲ့ဘယ်အဖွဲ့အကြီးလို့ဘယ်အဖွဲ့အဖွဲ့ငယ်ဖြစ်လို့အမပူပေါင်းနိုင်တဲ့ဒါပုံစံမျိုးတွေမဟုတ်ဖ ೇನೆ ကျွန်တော်တို့ပူပေါင်းပြီးတော့ကျွန်တော်တို့တော်လန်ရေးကိုကျွန်တော်တို့ကိုနိုင်အဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတစ်ခုကိုပဲကျွန်တော်တို့အသင့်ပြင်ဆင်ထားရမှာဖြစ်တယ်ဟုတ်ပြီဒါနဲ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဒါအခုလက်ရှိပေါ့နော်ဒါအသွင်ကူးပြောင်းရှိကာလတွင်နဲ့လက်ရှိကျွန်တော်တော်လန်ရေးရဲ့၄နှစ်ကျော်ကာလအတွင်းထဲမှာ federal အစိုးရထပ်မံပြီးတော့ ပေါ်ပေါက်လာပွေရှိတယ်ဆိုတဲ့သုံးသက်ချက်တွေလည်းကျွန်တော်တို့ print နေရပါတယ်ဟုတ်ပြီဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လက်ရှိအချိန်မှာတော်လိုင်းအင်အားစုကြီးအဒီနဲ့ကျွန်တော်တို့က KN ကျွန်တော်တို့ NUG တရင်တပ်ဖွဲ့ဝင် အပါအဝင် AA MNTAA TNLA CNF KIO KNPB KNDF PNFC KNU MNSP စတဲ့တိုင်းရင်းသားအင်အားစုတပ်ဖွဲ့ဝင်တွေအပါအဝင် ABS ABSDF PBLA PLA စတဲ့မမိတ်တပ်ဖွဲ့ဝင်တွေရဲ့အင်အားဟာပို့ပြီးတော့ကောင်းလာတာပို့ပြီးတော့အင်အားအစမတန်းတိုးပွားလာတာဖြစ်တယ်ဆိုတော့ကျွန်တော်အရင်ကတင်ပြခဲ့သေးတယ်ကျွန်တော်တို့စစ်မှုထမ်းအတင်းကျပ်ခေါ်ကြမလို့ ျွန်တော်လူငယ်တွေကျွန်တော်နိုင်ငံအခြေအနေကိုကောင်းကောင်းသိတယ်။ကျွန်တော်လူငယ်တွေဒီချိန်မှာအတူတူရုံးမှရမယ်ဆိုတာလည်းကျွန်တော်လူငယ်တွေသိတယ်။ဟုတ်ပြီဒီလိုမျိုးပေါ်လန်ရေးအားစုတွေနဲ့ဒီလိုမျိုးတိုင်းရင်းသားအဖွဲ့အစည်းတစ်ခုလုံးပူးပေါင်းလာတဲ့အခြေအနေကိုအကြမ်းဖက်စစ်ခွေးတက်ကရမ်းကြောက်ခဲ့တာဘောက်က60ခုနှစ်လောက်ခဲကကျွန်တော်တို့ကိုဒီလိုမျိုးမဖြစ်အောင် တိုင်းသားတပွဲဝင်တွေမှဆပြီးတော့နေရဒေသအသီးသီးမှတိုင်းသားချင်းချင်းလဲသူတို့တွေအဖွဲ့တွေခွဲတယ်ပြီးတော့တိုင်းသားချင်းချင်းလဲပြန်ပြီးတော့တက်ခိုင်းခဲ့တဲ့တမိုင်းဆိုးဖြစ်တွေအများကြီးရှိတယ်ဒီဖြစ်ရတွေဟာကျွန်တော်တို့ရဲ့တင်ရင်းစာတွေဖြစ်ပါတယ်ဒါကြောင့်လည်းအရကတတော် AA ကျွန်တော်တို့ဘုရုပ်ထုံးမြတ်နိုင်ဟာတိုင်းရင်းသားနေနေတွေလွတ်မြောက်ယုံနဲ့မရဘူးကျွန်တော်တို့ဒီမှာနေရာတွေမှာရှိတယ်အဲကျွန်မဖက်စစ်ခွေးတက်ကင်းစင်ပြီးတော့ ဒီမှနေရာတွေပါလွတ်မြောက်မှရမယ်ဆိုတဲ့အကြောင်းသူကောင်းကောင်းသိရလို့လဲသူကိုယ်တိုင် ပြောခဲ့တာဖြစ်တယ်ဟုတ်ပြီနောက်25မှာထူခြားမှုတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်ရမိဘပြည်သူတွေလက်ရှိအချိန်မှာငလင်ဘေးဒါခန်းစားနေရပြီးပြီးတော့ခန်းစားပြီးနောက်ပိုင်းတွေမှာကျွန်တော်တို့ဒါအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့မိသားစုဝင်တွေအများကြီးဒုက္ခတုခရောက်နေတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့နားလဲစာနာပါတယ် လက်ရှိချိန်မှာလည်းပဲအချမ်းဖက်စစ်ခွေးတက်ဟာငလင်ကိုခူတုံးလှုပ်ပြီးတော့အဲ့ဒီမှာရတဲ့နိုင်ငံကကကူညီထောက်ပံ့တဲ့ငွေကြေးတွေကိုစစ်အုံစိအဖြစ်အုံပြုနေတယ်ဆိုတာကိုလည်းပဲငလင်တန်ခံစားနေရတဲ့မိဘပြည်သူတွေလက်ထဲကိုဘာပစ္စည်းဘာထောက်ပံ့ကြီးဘာပြန်လဲထူထောင်ရေးမှမရောက်ချိခဲ့တာကိုကြည့်မယ်ဆိုရင်ထင်ရှားစွာတွေ့ရမှာဖြစ်တယ်ဆိုတော့စစ်စင်ရေးပို့ပြီးတော့ကြီးမားလာဖို့ရှိတယ် ထီးကိုက်ပို့ပြီးတော့များပြဖို့ရှိတယ်။ဆိုတော့မိဘပြည်သူတွေအနေနဲ့မိမိတို့ဒါအနည်းဆုံးကိုရောက်လာတဲ့တော်လန်ရေးတပွဲဝင်တွေနဲ့တိုင်းသားတပွဲဝင်တွေနဲ့ပူးပေါင်းပြီးတော့ကုညီဆောင်ရွက်ပေးမယ်။ပြီးတော့ကျွန်တော်တို့စပေးတင်နေတဲ့ကျွန်တော်တို့ရဲ့ဒါမိသားစုဝင်တွေနဲ့လက်ရှိအချိန်မှာဒါအကူအညီတွေလိုအပ်နေတဲ့စပေးရှောင်းတွေအတွက်ဝင်ကုညီပေးမယ်လို့ညွှန်လင့်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေ။နောက်လာ